လောကမှာဥစ္စာပစ္စည်းပိုင်ဆိုင်မှု မရှိလို့เนาะနွမ်းပါတဲ့ပုံကိုယ်ကြီးဥစ္စာပစ္စည်းပိုင်ဆိုင်မှု မရှိလို့ကိုနွမ်းပါနေတယ်အဲ့ဒါလို့နွမ်းပါရတာမွဲတေရတာဆင်းရဲသလားချမ်းသာသလားတဲ့ဆင်းရဲတယ်မွဲရတာဆင်းရဲတာပေါ့ဟုတ်တယ်မဟုတ်လားအဲဟုတ်ပြီเนาะဒါပထမမွဲခြင်းဟာဆင်းရဲခြင်းအဲ့ဒါလိုဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလို့ဆင်းရဲမွဲတီးပြီးဟေးဆိုအရေးအကြောင်း300မှရှိအရေးကလည်းလုတ်ကြီးနေပြီလိုးနေပြီဆိုတော့သူ့ဘာလို့ရတော့ ကျွေးယူရတယ်ဟုတ်တယ်မဟုတ်လားအစင်ရဲတော့ကျွေးယူရတယ်ဟောတချို့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလဲထပ်လိုချင်တော့လုပ်ငန်းတိုးချင်တော့လည်းပဲကျွေးယူတာလည်းရှိဟုတ်လားစင်ရဲလို့ကြီးယူတာမဟုတ်ကျွေးရချမ်းသာလည်းပဲအလိုမတတ်နိုင်တော့ယူကြသေးတာပဲဒါပေမဲ့အဲ့ဒီယူတဲ့ကျွေးရတစ်ချိန်ကျအဲ့ဘလို့ပြန်ပြီးတော့လုပ်မစောသူတော့တွက်ကိန်းနဲ့ဥစ္စာတိတ်ပြီးတော့ဟောစင်ရဲလို့ယူရတဲ့ကျွေးတော့မပူလာမှုထင်ပါရဲ့ဟုတ်လားဒါပေမဲ့ ိုရဲ့လုပ်ငန်းကလိပ်ပတ်မလဲဘူးဆိုရင် तू လည်းပဲလောင်နိုင်သေးတာပဲဟုတ်လားဒီမှာတော့မြတ်စွာဘုရားဥစ္စာပစ္စည်းနွမ်းပါးခြင်းဒီနံပါတ်1ဆင်းရဲခြင်းဖြစ်တယ်နွမ်းပါးလို့ကြွေးယူရပြီဟေးဆိုရင်ဒါနံပါတ်1ဆင်းရဲခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုကြွေးယူတဲ့အခါမှာကြွေးဆိုတဲ့အမျိုးဟာအတိုးနဲ့ဘယ်တော့မှမကင်းဘူးနော်ဘုရားလက်ထက်ကလည်းဒီတိုင်းပဲဟိုးဟိုးရှင်းရင်ခါလည်းကံဘယ်သူမှအလကားမချီဘူးဟုတ်လားဟုတ်ပြီနော်အဲ့တော့သူကြွေးသွားယူပြီဆိုတဲ့ကွာစားအတိုးပေးပါမယ်လို့ပြောခဲ့ရတယ် ဲ့ဒါလို့အတိုးပေးပါမယ်လို့ပြောခဲ့ရတာ။ဩအတိုးဆိုတာကိုယ့်ရဲ့လှုပ်ထားတဲ့ရတဲ့အကျိုးအမြတ်တွေကသူ့ကိုခွဲဝေပေးရတာပဲလေတကယ်ကဟုတ်လား။အဲ့တော့အတိုးပေးရမယ်လို့ဝန်ခံခဲ့ရတာဟောမချမ်းသာဘူး။သူလည်းဆင်းရဲတယ်။ဆင်းရဲခြင်းသုံးမျိုးရှိပြီနော်။အဲ့ဒါလို့ကိုကအတိုးပေးပဲမယ်သူဝန်ခံပြီးတော့ကြီးလာတယ်။ဩကြီးတဲ့ကွာစာမရှိလို့ကြီးလာတော်တော်နဲ့ဘယ်ဆက်နိုင်မလို့မဆက်နိုင်တဲ့အခါကျတော့ဘာလုပ်မလို့ကြွေးရှင်တွေကကြွေးတောင်းနေတဲ့ ခဏခဏလာလာတောင်းနေဟုတ်လားအဲ့လိုကြွေးတောင်းခံရတာရောစင်ရလားစင်ရတာပေါ့အဲတောင်းခံရဘူးလေတောင်းခံဘူးလေလူတွေရှိမှာပေါ့ဟုတ်လားကြွေးတောင်းခံရတာစင်ရတယ်အဲ့လိုကြွေးတောင်းခံရတာစင်ရတော့နောက်ကြတော့ဟောကြွေးရှင်ကိုမတိအောင်ကြွေးရှင်နဲ့ဝေးရဘူးပဲဘာလို့ပြေးရတယ်တချို့မဆက်နိုင်တဲ့အခါကျတော့ဘဝကိုဒီနားမှာဇက်မြုပ်ပြီးတော့တနေရာသွားပြီးတော့ရက်တီကိုကြိုးစားရတယ်ရှင်တော့လောကမှာဒါမျိုးတွေဟုတ်လား အဲ့လိုရက်တည်လည်းပဲဩကျွေးရှင်ကလည်းအနံ့အနံ့ခံပြီးတော့မရရအောင်လိုက်တယ်ဟမ်လိုက်တာပဲသူကလည်းသူ့ဟာအဆုံးရှုံးမခံနိုင်ဘူးလေအဲ့လိုကျွေးရှင်ကငါနောက်ကိုလိုက်နေတဲ့လို့သိရတာလည်းပဲစင်းရဲတဲ့အားမျိုးရှိပြီနော်နောက်ကြတော့မိတာပဲရာဇိုပေးပြေးမလွတ်တယ်ဟုတ်လားမိတယ်မိတဲ့အခါကျတော့ဘာလို့ဖန်ခံရတယ်ချုပ်ခံရတယ်ထောင်ချခံရတယ်ဩ6ခုမြောက်စင်းရဲခြင်းဒါလောကမှာတကယ်ဖြစ်တဲ့ဖြစ်ရကိုမြတ်စွာဘုရားဥပမာပေးတာဒါဟောလို့ရင်တရားမဟုတ်သေးဘူး ဒါကလေးနဲ့တဲ့အတိဘယ်မဆောင်သေးဘူးလေးနဲ့တဲ့အတိဘယ်ကိုတိဖို့ကြိုးစားတဲ့အခါမှာလွယ်ကူဖို့ရှေ့ရဥပမာနေခင်းထားတာပဲရှိသေးတယ်။ပြန်မှတ်မယ်နော်ဥပမာကိုဆင်းရဲလို့မွေးရတာဆင်းရဲတယ်အော်ပိုင်ဆိုင်မှုနဲလို့မွေးရတာဆင်းရဲတယ်ဟုတ်လားအဲ့လိုမွေးတဲ့အတွက်ကြောင့်ကြွေးရတာဆင်းရဲတယ်အတိုးပေးပါမယ်လို့ဝန်ခံခဲ့ရတာဆင်းရဲတယ်ဟုတ်ပြီနော်အတိုးတက်နေတာဟုတ်ကြွေးရှင်ကကြွေးလိုက်တောင်းတာဟာဆင်းရဲတယ် ရွေးရှင်ရနောက်ကတစ်ခေါက်ခေါက်လိုက်နေပြီလေလို့သိရတာလေဆင်းရဲတယ်နောက်ဆုံးဖန်းခါရချုပ်ခါရနှောင်ချနှောင်ဖွဲ့ခါရတာလေဆင်းရဲတယ်အေးတဲ့အေးတဲ့အဲ့ဒါလိုပဲတဲ့အရိယာအစုံမှမြတ်စွာဘုရားရဲ့သာသနာမြတ်စွာဘုရားရဲ့အမြင်တွေကိုပြောကြတဲ့အတိုင်းဝိုင်းမှာဘယ်လိုပုံကူမျိုးဟာဆင်းရဲတယ်လဲဆိုရင်အဲ့ဒီမှာလို့မြတ်စွာဘုရားတရား၅လုံးသုံးတယ်။မသုံးတော့ဆိုတတ္တရဲ့ဟိရိဩဒပရဲ့ဝရိယရဲ့ပညာရဲ့တရား၅လုံးသုံးတယ်။နော်လူတစ်ယောက်က ကုသိုလ်ကောင်းမှုရဲ့ပုံမှာတော့ယုံကြည်မှုမရှိဘူး။ကောင်းတာလုပ်ရင်ကောင်းလိမ့်မယ်ဆိုတဲ့အစိတ်ကလေးတောင်သူ့မှာမရှိဘူး။တရားတရားလုံးဝခန်းချောက်နေတာဟုတ်လား။ဘုရားတရားတန်ခါကိုယုံကြည်ဖို့ဆိုတော့ဝေးရောဟုတ်လား။အဲ့လိုတရားတရားခန်းချောက်တဲ့အခါကျတော့ပေါ်မှာဖြစ်တယ်လို့ပဲနေမကွာ။မကောင်းတာလှုပ်ခွင်ကြုံလဲလှုပ်လိုက်မှာပဲပြောခွင်ကြုံလဲပြောလိုက်မှာပဲ။မကောင်းတာကိုရှေ့ရကောင်ကြောက်ကောင်မှမသိဘူး။အကောင်းမှုရဲ့အကျိုးပေးကိုမမြင်တဲ့အတွက်ကြောင့်ဒါတွေရရှက်စရာကြောက်စရာဆိုတဲ့အမြင်သူ့မှာမရှိဘူး။အဲ့တော့ဟိတိဥဒ္ဒပလည်းခန်း ဟုတ်လားတရားတရားမရှိဘူးဟိရိဩတ္တပမရှိဘူးပြီးတော့ပါတော့ဝရိယမကောင်းတာမဖြစ်အောင်လုပ်မယ်ဟိကောင်းတာဖြစ်အောင်လုပ်မယ်ဟိဆိုတဲ့မှန်ကန်တဲ့ကြိုးစားအထုံမှုသူ့မှာမရှိဘူးငါတော့ကောင်းတာလုပ်ဦးမှဆိုတဲ့ဝရိယမျိုးမရှိဘူးမကောင်းတာရှောင်ဦးမှဆိုတဲ့ဝရိယမျိုးမရှိဘူးဒီပြင်ဝရိယကိုပြောတာမဟုတ်ဘူးနော်ဒီနေရာမှာဝရိယဆိုတာကမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားတဲ့ဝရိယကိုပြောတာအဲ့ဒါလို့မရှိတဲ့အတွက်ကြောင့်ဘဝခန္ဓာအကြောင်းလောကအကြောင်းနဲ့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 ထွန်းဖောက်ပြီးတိဖို့မြင်ဖို့ဆိုတာဝေးသွားပြီပညာလည်းမရှိဘူးတရားဘယ်လိုမျိုးတော့ ငါးလုံးပြောတယ်အဲ့ဒီမှာတော့ဟုတ်လားတရာဟိရိဩတ္တပဝရိယပြင်ညာဘုရားသာသနာရေးနဲ့ကျုံသားကျုံနေတာသူ့မှာအဲ့ဒီစိတ်အကြီးအသေးငါးမျိုးခန်းချောင်နေလို့မရှိဘူးတဲ့အဲ့ဒါလို့မရှိတာကိုဒီဘုရားအဆုံးအမသာသနာမှာဒီလူဟာလူချင်းရဲ့တယောက်ဖဲလို့သတ်မှတ်တယ်တဲ့ပဂတိဥစ္စာပစ္စည်းမရှိတဲ့လူကိုလောကကတော့လူမွဲလို့သတ်မှတ်တယ်ဘုရားရဲ့အဆုံးအမမှာတော့ပဂတိဥစ္စာပစ္စည်းမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာမဟုတ်ဘူး တတဟိရိဥတ္တပဝရိယပညာမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာဟုတ်လားဘယ်သူမရှိမရှိမျက်နှာမလိုက်ဘူးဟုတ်လားမရှိတဲ့လူဟာလူမွဲပဲဟုတ်ပြီနော်အဲ့လိုမွဲပြီဟေ့ဆိုရင်သုံးတော့ပဂတိမွဲတဲ့လူဟာဘာလို့ရတော့ကျွေးယူရလဲအခုလည်းပဲသူတော်ကောင်းတရားရှာပါလို့သူတော်ကောင်းတက်မွဲပြီဟေ့ဆိုရင်သူလည်းကျွေးယူမှာပဲတဲ့ဘာကျွေးယူမှာလို့မဟုတ်တာလောက်တာမဟုတ်တာပြောတာမဟုတ်တာတွေးတာအဲ့ဒါကျွေးယူခြင်းပဲတဲ့ ဘလောက်ကောင်းတဲ့ဥမာနဲ့ရှင်ဆက်ပြီးတော့ပြပြထားတဲ့အချက်လဲဆိုတာမြင်အောင်ကြည့်ဒါဖရာမို့ဟောနိုင်တာလို့ကျုပ်ကတော့အဲ့ဒါလိုခံစားရတယ်ဒီလိုအလွန်ကောင်းတဲ့အမြင်တွေဥမာတွေဆိုတာမန်တို့ဇုံကပြောနိုင်မှုဒါမျိုးဟုတ်လားစဉ်းစားနော်ပကတိဥစ္စာပစ္စည်းမရှိလို့မွဲပြီးရှင်ကျွေးယူရတယ်ဟုတ်တယ်ဒါရှင်းတယ်အဲ့ဒါလိုပဲစိတ်ထဲမှာခုနကပြောတဲ့တရားဟိရိဥဒ္ဒပဝရိယပညာမရှိဘူးသူတော်တော်ခန်းချောင်းနေပြီသူဘာလို့တော့မလို့ဒုသရိုက်လို့တော့မေမဟုတ်တာလို့တော့မေ ယုံကြည်ရင်လုံမလားမလုံဘူးအရှက်အကြောက်ရှိရင်လုံမလားမလုံဘူးဝရိယတွေပြင်းထန်နေတယ်မကောင်းတာမလုံဘူးကွာကောင်းတာလုံမယ်ကွာဆိုတဲ့လူဟာမကောင်းဘူးလုံမလားမလုံဘူးမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ပညာရှိရင်ကွာလုံမလားဘယ်လုံမလို့အဲ့ဒါတွေမရှိဘူးဆိုသူကလုံခွင့်ကြုံရင်လုံတော့မှာသူကအဲ့ဒါလိုမကောင်းမှုဒုစရိုက်ကိုလုံနေတာတည်သူကြွေးယူခြင်းပဲတဲ့ကြွေးတဲ့ဟိုကြွေးနွန်တဲ့ဟိုသူနစ်သွားပြီနော်ပဂတိကြွေးနွန်တဲ့နေ့ရင်နောက်ဆက်တွဲပါလိမ့်လားမလို့ အတိုးတက်မယ်ကြွေးတောင်းခံရမယ်ကြွေးရှင်လိုက်မယ်ပြီးရင်ဖမ်းခံရမယ်ဟုတ်လားဒီဟာလဲလာမှာအဲ့ဒီအထိလာမှာသူကလဲဒုသိုက်ကြွေးကိုယူလိုက်ပြီးဆိုလို့ရှိရင်ဘာဖြစ်မလို့အတိုးတက်အတိုးတက်တယ်ဆိုတာဘာပြောရအောင်ဆိုတော့ကိုမဟုတ်တာကိုမဟုတ်ဘူးလို့လူသိမခံခြင်းဘူးအဲ့ဒါပုထုဇဉ်တွေရဲ့စိတ်ပဲဖုံးကွယ်ခြင်းဟုတ်လားကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုသူများမသိစေခြင်းဘူးစိတ်အဖြစ်နှုတ်အဖြစ်ကိုယ်အဖြစ်ကြိုးပမ်းနေအားထုတ်တယ်ဒါကိုသူများမသိအောင် အဲ့လိုဖုံးကွယ်ခြင်းဒီအဲ့ဒါပါတော့အတိုးတက်ခြင်းပဲအဲ့ဒါသူကပင်ကမဟုတ်ပါပဲနဲ့ဟုတ်တယ်ဆိုတဲ့ပုံကလည်းပြချင်သေးတာအဲ့ဒါကြောင့်မလို့သူကနှစ်ထက်ကွမ်းနာတာကျွေးမှာအတိုးရှိတယ်လို့မကောင်းမှုပြုထားတဲ့ပုံကမှလည်းပဲမကောင်းနာမကောင်းနာလုံနေတဲ့လူလို့အထင်မခံလူချင်းဆိုတဲ့ဖုံးကွယ်မှုသူ့မှာရှိတယ်ဒါနဲ့နဲ့နဲ့တွေးကြည့်နော်ဟုတ်လားအဲ့လိုဟောဘုံတို့ဖုံးကွယ်ခြင်းတော့ပါခေါ်တော့အတိုးတက်တယ်လို့ပြောတယ်အေးတဲ့ဟုတ်ပြီ အဲ့လိုဆိုရင်ကြွေးရှင်လိုက်တောင်းလဲဘာပြောတာလဲကြွေးရှင်တောင်းလဲဆိုတာအမှန်မြင်ကြတဲ့ပုံကိုယ်တွေကခဲ့ရဲ့လိမ့်မယ်တဲ့ကြည်လားညံဖြင်းလိုက်တာဒီလိုနော်ကိုကိုကိုရှင်းရအောင်လုပ်နေတာကိုကိုကိုချမ်းသာအောင်မလုပ်နိုင်ဘူးအရှိမြင်တယ်သူ့ရဲ့လုပ်ရက်ကိုလည်းမြင်တယ်ဘယ်လန်းရှောင်းနေလို့ဘယ်ပန်းနိုင်ပေါက်လိုက်မယ်ဆိုတာကိုလည်းသိနေတယ်သိနေတော့ဘာလုပ်တော့ခဲ့ရဲ့ကြတယ်တဲ့ပညာရှိသူတော်ကောင်းတွေကအဲ့လိုပညာရှိတို့ရဲ့ခဲ့ရဲ့ခံရခြင်းဒီအဲ့ဒါကြွေးလောင်းခံရခြင်းပဲတဲ့ကြွေးလောင်းခံရခြင်းနဲ့တူတယ်တဲ့ဟုတ်လား ဲ့လိုဆိုရင်ကျွေးရှင်နေရာတကောက်ကောက်လိုက်တယ်ဆိုတာဘာပြောတော့မကောင်းမှုဒုစရိုက်ထဲမှာနစ်တဲ့ပုံကောနော်စိတ်ညရာရဲ့ချင်းကပ်လို့ကောင်းတာလေးများနှလုံးသွင်းလိုက်မယ်ဆိုရင်မကောင်းတဲ့ဝိတက်တွေကအစင်လိုက်တယ်တဲ့ပို့ပို့ပြီးတော့နားလေလို့အောင်ပြောရင်နောင်တပေါ့နော်อืมကိုလုတ်ထားတဲ့လုံရက်တွေကဘာလို့ပြန်ပြန်တွေးမိပြီးတော့စိတ်ထဲမှာမဖြူရှင်မှုမတန့်ရှင်မှုညစ်တယ်ပေါ့နော် စိတ်ညစ်တယ်အဲ့ဒါဘာလို့ကျွေးရှင်တကောက်ကောက်လိုက်နေတာကိုယ့်ရဲ့လုံရက်ကအကောင်းမဟုတ်တဲ့အတွက်ကြောင့် လိုက်လာတာကလည်းအကောင်းမဟုတ်ဒီလိုဖြစ်တယ်ဒါတွေကဘုန်းဘုန်းတို့ဉာဏ်ပညာနဲ့ဖြတ်တောက်နိုင်ဖို့လိုတယ်နော်ဒါဘုန်းဘုန်းတို့အကုသိုလ်အနေနဲ့ပြောမရှိဘူးဘယ်တဲ့အကျုံဝင်တော့ကုတ်ကုတ်ဆောက်နော်နောင်တတပံပူလောင်တာမကောင်းတာလုတ်ပြီးတော့နောင်တရလားစိတ်တိပူရတယ်ကောင်းတာကိုမလုတ်မိလို့ဩငါအချိန်နေတာကုန်းနေတာလက်ကဘာမှလည်းအကျိုးမရှိဘူးတကယ်လုတ်လားဆိုတော့လည်းမလုတ်ဘူးမလုတ်ဖြစ်တာကိုပဲတွေးပြီးတော့ကုန်းသွားတဲ့အချိန်နေနှမျောပြီးတော့ပူနေပြန်တယ်အဲ့ဒါလည်းပါတော့ကုတ်ကုတ်ဆောက် ခုဒီမှာနော်ကျွေးရှင်တွေရတကောက်ကောက်လိုက်တယ်ဆိုတာအဲ့ဒီနောင်ဒနဲ့ပူလောင်းနေတာကိုပြောတာမြတ်စွာဘုရားကအဲ့ဒီမှာအကုသလဝိတ္တလို့တုံးတယ်မကောင်းတဲ့အတွေးတွေလိုက်တာနော်အဲ့ဒီမှာနောက်ဆုံးရာဇုဘေးပြေးမလို့ဘူးကွယ်ဖန်ခံရပြီနော်ချုပ်ခံရပြီ ထောင်ချခံရပြီဆိုတာလူလောကမှာကျွေးနေမกินတဲ့ပုံကိုယ်တွေမှာဖြစ်တတ်တယ်လို့နော်ဒီဓမ္မရှုတော့ကကြည့်ရမကောင်းမှုဒုစရိုက်တရားတွေနဲ့ပူလောင်းညှဉ်းနှွမ်းသောစိတ်ဖြင့်သိရတဲ့အခါမှာအဲ့ဒီပုံကိုယ်ကမဖြစ်တတ်တော့အပေလေးပုံကိုရောက်တတ်တယ် အဲ့ဒါအပေလေးပုံရောက်သွားခြင်းသည်နော်မြင့်မြတ်သောသူတော်ဘောင်တရားကိုတိဖို့နိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်သူ့လောက်ကြီးမားတဲ့အန္တရာယ်လောကမှာမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်။သူလိုတာကတတ္တဝတုတရားတတိယံဖြစ်သွားတာလောက်မကြီးမားတဲ့အန္တရာယ်တွင်လည်းကြာသွားတာမရှိဘူး။အဲ့ဒီအန္တရာယ်အကြီးဆုံးပဲ။ဘာအတွက်အန္တရာယ်လဲ။မဉ္ဉံဖုန်ဉံရပြီးတော့ဒုက္ခငြိမ်းဖို့အတွက်တတိယံဖြစ်ရတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်သွားတာမရှိဘူး။ငရဲကြာသွားတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်ရတာ မရှိဘူးလို့အဲ့လိုပြန်ဆိုပြန်ဟောတယ်ဟုတ်လားတပုံတို့အချုံနောင်ခံရတယ်ဆိုတော့ပြောတာတော့အပေပုံရောက်သွားတာကိုပြောတာတုတ်တန်လေးတွေကအနှစ်ချုပ်ပြီးဒီလိုလေးပြောလိုက်တော့လည်းပဲမြန်မြန်ဆန်းဆန်းပြီးသွားတယ်နော်အဲ့ဒါဒါဣနာတုတ်တန်ရဲ့အနှစ်ချုပ်ပဲတွေးစရာတွေတော့အများကြီးမရှိဘူးလားရှိရနော်ပဂရိလူလောကကြီးမှာနော်ဥစ္စာပစ္စည်းနွမ်းပါလို့ဆင်းရဲမွဲတရတာဟာမကောင်းဘူးဆင်းရဲတယ်နော်မွဲလို့ကြွေးယူရတာလည်းဆင်းရဲတယ်ကြွေးယူလို့အတိုးနဲ့တကွာနော် ငါတော့ပေးရတော့မှာပဲဆိုတဲ့စိတ်တရားလည်းဆင်းရဲတယ်။နော်ကြွေးရှင်တောင်းခံရတာလည်းဆင်းရဲတယ်။ကြွေးရှင်ရဲ့အလိုက်ခံရတာလည်းဆင်းရဲတယ်။ကြွေးကြောင့်အချုံအောင်ခံရတာလည်းဆင်းရဲတယ်။အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမမှာတရားတရားမျှမရှိတဲ့လူဟုတ်လားဟီရီဩတ္တပဝရိယပညာဒီသုတ်တန်ထဲမှာတော့ငါလုံးပေါ့နော်။ဟုတ်လားစိတ်ရဲ့မုံမြတ်တဲ့အရေးသွေးကောင်းမွန်တာတွေမရှိဘူး။ဒါပါတော့ဆင်းရဲသူပဲ။အဲ့ဒါလိုဆင်းရဲပြီဆိုသူဘာလုပ်ရမလို့ကြွေးယူရမယ်။ ကျွေးဆိုတာဘာကိုပြောတာတော့ဒုစရိုက်တရားတွေကိုပြောတာမကောင်းမှုတွေကိုပြောတာဟုတ်လားကျွေးပြီဆိုအတိုးတက်တော့မယ်အတိုးတက်တယ်ဆိုတာဘာပြောတာတော့ဖုံးကွယ်ခြင်းတာကိုပြောတာဖုံးကွယ်ဖို့ကြိုးစားတာကိုပြောတာဟုတ်လားအတိုးတက်ပြီးတော့ကိုင်းကျွေးရှင်ရတငငန်လာတောင်းနေတယ်ဆိုဘာပြောတာတိတဲ့မြင်တဲ့လူတွေရဲ့ကဲ့ရဲ့ရှုံချတာကိုခံရတာကိုပြောတာဟုတ်လားကျွေးရှင်ရတစ်ခေါက်ခေါက်လိုက်တယ်ဆိုတာဘာပြောတာတော့ ဟာကောင်းတာလေးလှုပ်တော့မယ်ချင်းကိုလှုပ်ထားတယ်မကောင်းမှုလို့ရကကြီးရင်ကြီးတယ်တော့ကိုကိုညှဉ်းညူးစေတယ်ကိုရဲ့အတွေးတွေကိုညှဉ်းနွမ်းစေတယ်ပူလောင်စေတယ်ဒါကြွေးရှင်လိုက်တာဟုတ်လားနောက်ဆုံးအချုပ်အောင်ခံရတယ်ဆိုတာမပြောရတော့အပေပုံရောက်သွားတာကိုပြောတာတဲ့အဲ့တော့ဒါမျိုးဆိုဖရရဲ့အမြင်ရဆင်းရဲခြင်းဆိုတာဘာလဲဆိုတာကိုဖုံဖုံတို့ဥပမာလေးနဲ့ကပ်ပြီးတော့ပြောလိုက်တော့အလွန်ကြည်ကြဲပြက်ပြက်တိကွင်ရသွားတယ်လို့မဆိုနိုင်ဘူးလား ဆိုတော့ကောင်းတဲ့ဓာတ်တွေမရှိရင်မကောင်းတာတွေလုံမိပြီးတော့မကောင်းတဲ့အကျိုးဆက်တွေနဲ့ဆင်းရဲရတာဒါပြောတာပဲတူတူပြောရင်တော့ဒါပဲကိုယ့်ရဲ့အတွင်းတန်တာမှာကောင်းတဲ့ဓာတ်နေရင်ကောင်းတဲ့ဓာတ်မရှိရင် तू ဘာလုပ်တော့မှာတော့မကောင်းတာလုပ်တော့မှာမကောင်းတာလုပ်ရင်မကောင်းတာရဲ့နောက်ဆက်အတွက် तू ဖြေရှင်းရတော့မှာအဲ့ဒါကိုဆင်းရဲခြင်းလို့ပြောတာချမ်းသာခြင်းဆိုတာဘာလဲကောင်းတဲ့ဓာတ်တွေရှိနေတာကောင်းတဲ့ဓာတ်တွေရှိနေရင် तू ကောင်းကျိုးအဆက်ဆက်ရ